အားလုံးပဲမင်္ဂလာပါခင်ဗျာယခုကျွန်တော်ဖတ်ပြပေးမှာကတော့စာရေးဆရာကြီးဝင်းဖေရဲ့ dialogue လို့အမည်ရတဲ့ဝတ္ထုတိုကလေးပဲဖြစ်ပါတယ်နားဆင်ကြည့်ပါအောင်ခင်ဗျာ dialogue ချမ်းကြီးတစ်ခုထဲမှာခရီးပင်အုပ်တအုပ်ရှိတယ် အဲ့ဒီခေပင်တွေအောက်မှာခုံတန်းလျား3-4ခုရှိတယ်။ဘာလို့လဲမသိဘူး။အဲ့ဒီနေ့ကအဲ့ဒီခြံကြီးထဲမှာလူအလာနေတယ်။ခေပင်အောက်ကခုံတန်းလျားတစ်ခုမှသာလူနှစ်ယောက်ထိုင်နေကြတယ်။သူတို့နဲ့မနီမွေးမှာ ခွေးတကောင်အိတ်နေတယ်။လူနှစ်ယောက်မှာတယောက်ကအသားညူတယ်။တယောက်ကတော့မဲကူမဲတာ။လူလက်ပိုင်းကျော်လို့လူကြီးပိုင်းတောင် ရောက်စပြုတ်နေကြပြီလို့ဆိုရမယ်။နှစ်ယောက်စလုံးရိုးပုံရိုးလက်ပါပဲ။ အသားညိုတဲ့လူကကိုသိမ်းမောင်တဲ့အသားမဲတဲ့လူကတော့ကိုအုံးဖေတဲ့လူနှစ်ယောက်စကားပြောနေကြတယ်ခွေးကတော့ရှေ့လက်နှစ်ဖက်ပေါ်မေးတင်ပြီးမှိတ်နေတယ်ကိုသိမ်းမောင်ခမရထွန်းချစ်ကိုဘယ်လိုသဘောရရတယ်အလကားကောင်းပါဗျာဒီကောင်မနှိပ်ဘူးဗျာအမြဲတမ်းစင်ကြံကြံနေတဲ့ကောင်ဒီဒီမွားမွားဘယ်တော့မှမစင်စားဘူးမှဟုတ်လိုက်လေဗျာ ဒါပေမဲ့ဒီကောင်ကစင်ကြံသာကြံနေတာမြေခွေးလိုကောင်းမြတ်အလွန်ကောက်ကျစ်စင်းလဲတယ်တခုတော့ရှိတယ်ခမည်းမာသားကြီးဆုံးလုံးကတော့သူ့ခမည်းငိုလိုက်တာပါလားဟာခမည်းကလည်းတည်သားနဲ့အဲ့ဒါမျိုးပြောတာပေါ့ဗျမိเจ้าမျက်ရည်ဆိုတာဒီမဲ့ထွန်းချစ်အကြောင်းသိချင်ရင်ဗတ်နှစ်ကိုသာမေးကြည့်ဒီကောင်အကုန်သိတယ်ဒါပေါ့ဒါပေါ့မွေမွေချင်းတော့ချေမြင်ကြတာပေါ့ဗျာ ဘာနှစ်ဆိုတဲ့ကောင်းကလည်းဘာထူးလို့လဲကောင်းမှမကောင်းပဲအင်းဒီကောင်းကလည်းထွန်းချစ်လောက်တာမဆိုတာဒီကောင်းလည်းတလိမ်မျိုးပဲဗျသူ့ဘက်သူအလွန်ရက်တက်တဲ့ကောင်းခမရမသိဘူးနော်ဒီကောင်းကကြောင်လို့ကောင်းမြလက်သေးကိုဝတ်ထားတာအရေးရဲ့ကြောင်းရဲ့ဆိုဖြက်ခနဲဖြက်ခနဲထုတ်သုံးတာကြောင်လက်သက်ဝက်ဆိုတာလေတခါတခါကြတော့လေဒီကောင်းကြီးကရမ်းတာပါဗျာအလကစင်ကန်းတော်တို့ရှောက်လို့တာ ဘာမှမဟုတ်ဘူးဘာနှစ်ဆိုလို့ပြောရအောင်မေခုတလောမလေးကို तू ကြံနေပြန်ပြီထင်တယ်အဲ့ဒါကတော့ तू တက်တက်နွားကြတာပါဗျာဟိုကလင်ကြီးငုတ်တုံးနဲ့ဟာသူ့သွားကြရင်ခွေးဖြစ်သွားမှာပေါ့အဲ့နေတဲ့ခွေးနရက်ကဖြက်ခနဲထောင်းသွားတယ်နားဆွင့်တာလေမပြောနိုင်ဘူးနော်ဒီကောင်ကလူဆိုပေမဲ့တိရစ္ဆာန်သားသားရဲ့ခွေးကြံခွေးကြံမကြံဘူးလို့ဘယ်သူပြောနိုင်မှာလဲ ိတ်နေတဲ့ခွေးရဲ့မျက်လုံးတွေပြူးလာတယ်။နေရွက်ကတော့စွန့်သလားမပြောနဲ့။ထောင်ပြီးခော့နေပြီ။ဒီလိုတော့ရှိတယ်ဗျာ။ဘတ်နှစ်ကဘလောက်ပဲကြံကြံပေါ့။မလဲကမှဖောက်ပြန်မှုဆိုရင်သူဘာတတ်နိုင်မှာလဲ။ဒီရွယ်ကြီးကြမှာမြောက်မှထားမယ်တော့မထင်ပါဘူး။ဒီမဲ့ဒီလိုကောင်မျိုးကဘာမှပြောလို့ရတာမဟုတ်ဘူးမိမကိစ္စနဲ့ပတ်သက်လိုက်ရင်ဒီကောင်ကမလွယ်ဘူး အင်းဟုတ်တယ်နော်မိမကိစ္စနဲ့ပတ်သက်ပြီးဒီကောင်ထောင်ကြတာသုံးလေးခါရှိပြီပဲမမှတ်သေးဘူးလားဘယ်ကလာမှတ်မှာလဲဒီလိုကောင်မျိုးတွေကအမှတ်တညာရှိတဲ့ကောင်မျိုးတွေမှမဟုတ်ပဲအလကားပါခွေမီကောက်ကြည်တော့ဆက်ဆိုတာလို့ပေါ့အဲ့နေတဲ့ခွေကဝုန်းကနေထလိုက်တယ်လူနှစ်ယောက်ကလည်းလှဲ့ကြည့်မိကြတယ်အော်လက်ဆက်တော့ဒီခွေကလည်းအမီးကောက်နေတာပဲကိုဒီမဲ့ ခမည်းတော်နှစ်ယောက်ပောက်တက်ကရရှောက်ပြောနေတာကိုကျုံနားထောင်နေတာကြာပြီဆက်ပြီးသီးမခံနိုင်တော့ဘူးကိုသိမ်းမောင်နဲ့ကုန်းပြီရုပ်ရှင်တွေကအိုင်တင်နဲ့တယောက်မျက်နှာတယောက်ကြည့်မိကြတယ်ဘာလဲဗျာခမည်းတော်လူတွေအကျင့်မကောင်းတာညစ်တာစုပ်ပဲ့တာလိန်နာညာတာလုတ်တိုင်းကျုပ်တို့တိရိစ္ဆာန်တွေနဲ့နှိုင်းနှိုင်းပြောကြတာတော်တော်မတရားတာပဲကိုသိမ်းမောင်နဲ့ကုန်းဖေတို့ရုပ်ရှင်တွေကအိုင်တင်တွေနဲ့ခေါင်းကုတ်ပြီးစဉ်းစားကြတယ် တရိတ်ဆန်တွေကဘယ်ကောင်မဲဖြစ်ဖြစ်ညစ်ချင်သလောက်ညစ်ညံ့ချင်သလောက်ညံ့ဘယ်လောက်ညံ့ညံ့ဘယ်လိုချာချာခမည်းတော်လူတွေညစ်ကြတာညံ့ကြတာကိုတော့မမှီသေးပါဘူးဗျာခမည်းတော်ကညစ်เสียညံ့เสียရှိလိုက်တကယ်ကြောက်ဖို့ကောင်းအောင်ညံ့ညံ့ကြီးတွေပဲဟာကိုကိုသိန်းဖေကိုသိန်းမောင်ကိုရုပ်ရှင်တွေကအိုင်တင်နဲ့မေးဆက်ပြပြီးမိတယ်လူတွေကကန်းကုန်အောင်ညစ်ဆုပ်ပြီးဆိုရင်ဗါတယ်ခမည်းတော်စောစောကပြောနေကြတာ ခွေးချင်းခွေးချင်းကြမ်းတာတဲ့ခွေးဖြစ်မဲတဲ့ဒါတွေကကျုပ်တို့ခွေးတွေကိုတိတ်ဆော်ကားတဲ့ဇာတ်တွေပဲစဉ်းစားပါစဉ်းစားပါသေသေးချာချာစဉ်းစားကြည့်စမ်းပါကိုသိန်းမောင်နဲ့ကုန်းဖေတို့ဟာရုပ်ရှင်တွေကအိုက်တင်တွေနဲ့ပါဇက်ဟောင်းသားဖြစ်နေကြတယ်ပြီးတော့လာသေးတယ်လူညံ့တွေရဲ့အကျင့်ဆိုးတွေကိုဘယ်လိုပြင်းပြင်းဘယ်လိုပြောင်းပြောင်းပြုတ်လို့ပြင်လို့ပြောင်းလို့မရတော့ဘူးဆိုရင် ခွေးမီးကောက်ကြည်တော့ဆွတ်တယ်လို့ပဲတဲ့ ဒါပါလဲဗျာဒီမှာကြည့်ကျုပ်ကအမီးကောက်နေတယ်ဒါပါဖြစ်တယ်လေကျုပ်အမီးမှာဘာပြစ်ရှိတယ်လဲကျုပ်မှာကဘာပြစ်ရှိတယ်လဲထားပါကျုပ်အမီးကောက်နေတာကိုခမရတို့ကကြည်တောက်နဲ့စွန့်ပြီးဖြောင်းသွားအောင်ကြိုးစားမယ်ကြည်တောက်ဖြုတ်လိုက်တော့ဖြောင်းမသွားဘူးပြန်ကောက်သွားမယ်အဲ့ဒီတော့ကဘာဖြစ်တယ်လဲအမီးကောက်နေတာဗျာဒါပါဖြစ်ရမှာလေအမီးပဲဗျာဘာမှရေးကြည့်တာမှမဟုတ်ပဲကောက်ကောက်ဖြောင်းဖြောင်းဘာဖြစ်လဲ ်အရေးကြီးတာကအကျင့်ပြတ်တဲ့လူအကျင့်ရုပ်တဲ့လူကိုပြန်ကောင်းအောင်ပြုပါပြင်ပါအေးအဲ့ဒီလိုလှုပ်လို့မှအဲ့ဒီလူကမပြုဘူးမပြင်ဘူးညင်မြဲညင်နေမယ်ယုံမြဲယုံနေမယ်ဆိုရင်တော့အဲ့ဒါအရေးကြီးတယ်အဲ့ဒါကအလွန်ဆိုးရွားတဲ့အနေရပဲအဲ့ဒါကိုဘာပြစ်မှမရှိတဲ့ကျုပ်အမီးနဲ့ဘာကြောင့်ဥပမာပေးရမှာလဲကဲဒီမဲ့ဟိုခမည်းနမီဘယ်လိုခေါ်လဲအောင်နဲ့ပါအဲကိုအောင်နဲ့ ခမားပြောတာတွေကတိတ်မှန်လေဗျာမှန်ရမယ်လေကျုပ်ကခွေးဗျာခမားတို့လူတွေလိုခုတမျိုးခုတမျိုးပြောထက်တာမှမဟုတ်ပဲကျုပ်ကဘာမှလောက်ကြံပြောနေစရာမလိုခမားတို့ကတရိတ်ဆန်တွေကိုတစ်ဖက်စောင်းနေတိတ်နှိမ်ကြတာအားလဲမနာတဲ့မျက်နာလဲမပူတဲ့ရှက်လဲမရှက်တဲ့ဖင်းနေဗျာဟုတ်ပါတယ်ကိုအောင်နဲ့ကျွန်တော်တို့လူတွေကခမားတို့တရိတ်ဆန်တွေပေါ်မှာအတော်မတရားခဲ့ကြတာပဲခုနခမားပြောသလို့ စကားအရာဥပမာပြကြတာကိုကတော်တော်ဆိုးတာပဲဟုတ်တယ်စဉ်းစားကြည့်ရင်တော်တော်မတရားတာပဲဟုတ်ပါတယ်ကိုအောင်နဲ့ကျုပ်တို့ကလည်းမတရားတာတော့မကြိုက်ပါဘူးဗျာကျုပ်ကမပြောဘူးလို့နေတာပါခမရတို့ချင်းပြောနေကြတာကိုနားထောင်ရင်နားထောင်ရင်တရားကလွန်လာတော့ဆက်ပြီးသီးမခံနိုင်တော့ဘူးဗျာမှန်ပါတယ်ကိုအောင်နဲ့ခမရစိတ်ဆိုးမယ်ဆိုလဲဆိုးเสียပါပဲကျွန်တော်တို့မှားတာပါဗျာကျွန်တော်တို့ကတောင်းပန်ပါတယ်ဒီမဲ့ကိုအောင်နဲ့ ခမားစောစောကပြောသွားတဲ့ကိစ္စတွေကိုဒီထက်ကြဲကြဲပြန့်ပြန့်ဖြစ်သွားအောင်လူတွေအားလုံးသိသွားအောင် လုပ်နိုင်ရင်ကောင်းမယ်ဗျာအာလုပ်ရမှာပေါ့ကျုပ်လုပ်ကိုလုပ်မှာလုပ်စမ်းမှာကိုအောင်နဲ့ရာကျုပ်တို့အကူအညီလိုရင်လည်းပြောပေါ်တော့ကျွန်တော်ကျုပ်တို့လည်းဝင်ကူပါမယ်ဟာခမရတို့ကူညီလဲလိုတာပေါ့ခမရတို့လဲဝင်ကူကြရမှာပေါ့အေးဗျာဝမ်းသာလိုက်တာကျုပ်တို့ကခုလိုဝင်ပြီးကူညီခွင့်ရတဲ့အတွက်ဂုဏ်ယူပါရစေ ဒါနဲ့တိရစ္ဆာန်တွေကိုလူတွေကမတရားဥပမာပြီးပြောဆိုရိုင်းပြစော်ကားမှုနဲ့ပတ်သက်ပြီးလူတွေအတိတရားရလာအောင် တရားမျှတမှုရှိလာအောင်ကုအောင်နဲ့ဘယ်လိုများစီစဉ်ထားပါသလဲကျုပ်တို့နည်းနည်းမသိရဘူးလားကျုပ်စီစဉ်ထားတာစဉ်းစားထားတာတွေကတော့အများကြီးပဲအချင်းကျုပ်ပဏာမအနေနဲ့နည်းနည်းပါးပါးလောက်များမသိရဘူးလားခင်ဗျာသိရပါတယ်သိရပါတယ်အချင်းကျုပ်မဟုတ်ပါဘူးအသေးစိတ်ကိုပြောပြနိုင်ပါတယ်ဒါလျှို့ဝှက်ထားစရာမှမဟုတ်ပဲ အေးဗျာဒီလိုဆိုရင်တော့ပိုကောင်းပါတယ်ကျေးဇူးပါပဲအောင်နှက်ကခုန်တက်လိုက်ရပေါ်ရုတ်တရက်ခုန်တက်လိုက်ပြီးသူ့ကိုယ်သူမင်းမောင်းတင်လိုက်တယ်ပြောစရာစကားကိုလည်းအလေးနဲ့ဖြစ်အောင်ချက်ချင်းမပြောပဲပြင်ဆင်မှုတွေပါတွေလှုပ်လိုက်တယ်ကိုသိမ်းမောင်တို့ကတော့သိတ်ကိုမျောလင်းနေကြပြီကိုအောင်နှက်ကိုလည်းအတော်ကြီးကိုအထင်ကြီးလေးစားနေကြပြီခုန်တက်လိုက်ရပေါ်မှာထိုင်နေကြရကမတ်တက်ဖြစ်နေပြီဒီမဲ့ လောကမှာရှိတဲ့လူတွေရဲ့ညစ်ပတ်ဆုပ်ပဲ့ယုံညံ့မှုတွေကိုဖော်ထုတ်ပြောဆိုရမှာတရိတ်ဆန်များနဲ့ရှင်တွဲဥပမာပေးပြီးပုံမူယုံညံ့ဆုပ်ပြတ်စေအောင်ပြုကြတာဟာတရိတ်ဆန်များပေါ်မတရားစော်ကားခြင်းဖြစ်ကြောင်းကိုချင်းစာနာမှုကင်းမဲ့ကြောင်းငဲ့ညာမှုစိတ်သုံးနေကြောင်းအာမနာတက်မရှက်တဲ့ကြောင်းအရှက်မဲ့ခြင်းဖြစ်ကြောင်းပထမကျုပ်ဟောပြောပွဲတွေလုပ်မယ်ဘယ်လောက်အတိုင်းတာကစမှာပါလဲခင်ဗျာဟာလက်လန်းမီသလောက်ကစရမယ်ခုကြည့် ခုကိုစနေပြီခမရတို့နှစ်ယောက်ကိုကျုပ်စီယုံပြီးနေပြီမဟုတ်ဘူးလားဟာဟုတ်သားပဲခမရတို့ကျုပ်ပြောတာကိုလက်ခံတယ်မဟုတ်လားလက်ခံတာပေါ့ကိုအောင်နဲ့ရခမရပြောနေတာတွေကတရားမျှတမှုအတွက်ပဲဟာအဲ့ဒါပဲခမရတို့ကျုပ်ပြောတဲ့သဘောတရားတွေကိုယုံကြည်ရင်ဒီနေ့ကစပြီးကြုံရင်ကြုံတယ်လို့လက်လှမ်းမြည်တယ်လို့ဟောကြပြောကြရှင်းလင်းကြပေါ့ဗျစိတ်ချကိုအောင်နဲ့ကျုပ်တို့ခမရပြောသလိုလုပ်ပါမယ် အေးဗျာဟောစရာရှိဟောပေါ့ဗျာရှင်းစရာရှိလဲရှင်းကြပေါ့ဒါပေမဲ့အဲ့ဒီလောက်နဲ့မလုံလောက်ဘူးဗျာလက်ကန်းကြောင်ညာတွေလည်းဝေသင့်နေဟုတ်တယ်ခမ ्या ကိုကျေးဇူးတင်တယ်ဒါလောက်ရမှာပေါ့နိုင်ရကပ်ပိုစတာတွေလည်းလိုမယ်ထင်တယ်ဟုတ်တယ်အဲ့ဒါလည်းလုံမယ်ဆောင်းပါးတွေရေးဖို့လည်းလိုမယ်အဲ့ဒီခံယူချက်ကိုပေါ်ကျူးတဲ့ဝတ္ထုတို့ဝတ္ထုရှိလုံချင်းဝတ္ထုအစုံပေါ့ဗျာရေးမယ်ရေးမယ်နမေကျော်စာရေးစာတွေကိုလည်းချင့်ကပ်ပြီးကူညီတောင်းရမယ် ရပါတယ်အမှုပညာတဲ့စစ်စစ်တွေကဒီလိုတမတ်တမတ်ကြတဲ့ကိစ္စတွေကိုတံမိုးထားတတ်ကြပါတယ်စိတ်ပါလက်ပါကူညီကြမယ်လို့လည်းကြုတ်ယုံကြည်တယ်ဒီမှာကောင်းတဲ့ကျုပ်ခမည်းပြောတာတွေကိုခြေခံပြီးတဆင့်တွေးကြည့်မိတယ်ဗျာကျုပ်တို့အာဘကို ထက်ပြီးချဲဖို့တောင်းကောင်းနေတယ်စိုးစမ်းမအောင်အာဘကိုဘလောက်ထိမြန်ချဲ့ကျင်တာလဲဒီလိုဗျာခုကျုပ်တို့စဉ်းစားနေကြတာက လူတွေနဲ့တရိတ်ဆန်တွေပေါ်မတရားဥပမာ သုံးနှုံခိုင်းနိုင်မှုနဲ့သာသက်ဆိုင်နေသေးတယ်။ဒီတော့ကျင်းမြောင်းနေသလားလို့ကိုအောင်နဲ့အတော်တွေ့သွားတယ်။ဒီကိုအောင်ဖေဆိုတဲ့လူကသူ့ကိုကြောသွားတော့မပုံပေါက်လာပြီ။စူစမ်းမအောင်ဘယ်လိုကျင်းမြောင်းနေတာလဲ။ကျုပ်စဉ်းစားကြည့်တယ်။တကယ်တော့လူတွေဟာတိတ်ဆန်တွေကိုအမျိုးမျိုးခိုင်းစားနေကြတာလည်းရှိတယ်။နှိပ်စတူကသက်ဖြက်စားတောင်နေကြတာလည်းရှိတယ်။ဒါနဲ့တဲ့အာမရသည်ပဲစကားရမှာလဲမတရားဥပမာပေးတွေနဲ့စော်ကနှိမ့်ချကြသည်တ ။ဆိုတော့ခမရစဉ်းစားကြည့်လေ။ကိုသိမ်းမောင်ရဲ့မျက်နှာလေးလင်းတက်သွားတယ်။ဟုတ်သားပဲ။တိတ်ဆန်တွေကိုလူတွေကဖမ်းဟဲစီးဟဲတက်ဟဲဖြက်ဟဲလဲလုပ်ကြတယ်။ရိုက်နှက်ခိုင်းစေတဲ့ကိစ္စတွေလဲလုပ်ကြတယ်။နောက်ပြီးတက်ဖြက်စားတော့ကြပြန်တော့လဲမြင်ရရှက်ရင်နဲ့။ဗါတဲ့။အသားစားမှပရိုတင်းတိုက်ပူရတယ်ဗာညာနဲ့အတော်မတရားတဲ့ကိစ္စတွေပဲ။ကိုအောင်နဲ့အတော်ကြီးတွေ့နေတွေ့နေရပြီ။သူကိုယ်တိုင်ကလည်းအသားကတော့ကြိုက်တယ်လေ။ အယူလေကြိုက်ချင်တာပဲအဲ့ဒါလေးတွေမရှိလို့ကတော့မဖြစ်ဘူးမဟုတ်လားနေဦးဒီလူတွေနဲ့မလွှဲပါလားသူတို့သဘောထားတွေကယိုးမှယိုးရလားနေစမ်းမအောင်လူတွေကအသားမစားကြရဘူးဆိုရင်ဘယ်လိုလုပ်ကြမှာလဲဟာကိုအောင်နဲ့ကလည်းတက်တက်လို့စားတယ်နီးရှိတယ်လေဗျာကိုအောင်နဲ့တော်တော်စိတ်မသက်မသာဖြစ်နေပြီကိုအောင်နဲ့တော်တော်စိတ်မသက်မသာဖြစ်နေပြီဘာထူးမှလဲဗျာရှုပ်ကုန်လိမ့်မယ်ဗျာ ခမရတို့ပြောသလိုတသက်လစားမဲ့လောက်ကြပြန်လဲအသီးရွက်တွေကငိန်ခံနေကြမှာလားကိုအုံးဖေကတော့ရိတ်မိလိုက်ပြီအောင်နှက်ကတိတ်မဟုတ်တော့ဘူးသူကြိုက်တာလေးတွေထိကြိုက်တော့မယ်လဲဆိုရောအင်တင်တင်ဖြစ်လာပြီဒီလိုလောက်ကြရအောင်ဗျာတထစ်ချင်းတလန်းချင်းကောင်းပါတယ်နောင်ကြီးပြောတာကိုကြုတ်မှုအပြင်လက်ခံနေဗျာဒါပေမဲ့လောစကြုတ်ချထားတဲ့ဘောင်လောက်မှာပဲလှုပ်ရှားကြည့်အောင်လားကိုသိမ်းမောင်ကစိတ်နှင်းနေပြောတယ် အောင်နဲ့ကိုအားနာသွားတယ်။ဟုတ်တယ်ကုန်းဖေတဆင်ပြေးတဆင်မဲ့ကောင်းပါလေ။ဟုတ်ပြီလေဒါဆိုလဲလုပ်ပေါ့ကိုအောင်နဲ့ခုနကခမရပြောနေတဲ့စီမံချက်တွေအကုန်မဲလား။ဘယ်လာကုန်ရမှာလဲကျုပ်တို့သဘောထားကိုတချင်းတွေဆက်ပြီးထိတ်သီးအဆူတော်တွေနဲ့ဆူခိုင်းမို့ရောပကြီးပပုပညာရှင်တွေကိုလည်းအကူညီတောင်းဖို့လို့နောက်ပြီးရေဒီယိုနဲ့တီဗီမှာလည်းကြော်ညာထည့်မယ်ဗျာ။ကောင်းတယ်တိတ်ကောင်းတယ်ဒါပေမဲ့ကြုံမင်းမယ်။ ကျုပ်တို့အစည်းအဝေးတွေကုန်သည့်တိုင်လုပ်ငန်းကထိရောက်အောင်မြင်မှုမရှိရင်ဘယ်နဲ့လုပ်ကြမလဲကိုအောင်နဲ့အေးဗျာခမားပြောတာမျိုးလည်းဖြစ်နိုင်တယ်လူတွေရဲ့အကျင့်ကစွဲမိပြီဆိုရင်ပြင်မှုတိတ်လွယ်တာမဟုတ်ဘူးခွေမြီကောက်ကြည်တော့ဆွတ်ဆူတာလို့ကိုအောင်နဲ့ခမားဘယ်လိုပြောလိုက်ပါလဲဝင်းဖေခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ